ဲအားလုံးပဲမင်္ဂလာပါခင်ဗျာအဲကျွန်တော်တို့ဒီနေ့သင်ခန်းစာမှာမနေ့ကတော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီ limit တွေနော်ကျွန်တော်အထက်တိုင်းအထက်တိုင်းမှာရှိတဲ့ဒီ limit တွေပေါ့နော်ဒီ limit တွေနဲ့ပတ်သက်ပြီးတော့ပြောခဲ့ပြီဆိုတော့အဲကျွန်တော်ဒီမှာနော်ဒီ call button နေနဲ့ပတ်သက်တဲ့နော်ဒီ program တွေကိုဘယ်လိုပုံစံပြင်ကြည့်ရမလဲဆိုတာကိုကျွန်တော်အဲဆက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်အဲ့တော့ mà không bỏ nó chả cả Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn pass flow ရဲ့ဒီ call condition ကိုကျွန်တော်စာရေးပြပါမယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ကဒီ fast flow ရဲ့နော်ဒီ call up condition တွေကိုကျွန်တော်စာရေးပါမယ်။အဲ့တော့အခုကျွန်တော်ထည့်လိုက်တာက fast flow ရဲ့နော်ဒီ call up ဖြစ်ပါလေ။ဆိုတော့ fast flow ရဲ့ call up ဖြစ်တဲ့အခါမှာကျွန်တော်တို့ကနော် အဲဘာလုပ်မလဲဆိုရင်ကျွန်တော် internal memory တစ်ခုကိုကျွန်တော်စပြီးတော့ assign လုပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်စပြီးတော့ assign လုပ်မယ်နော်ဒီ internal memory ကဘာလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဟောနော်ဒါလေးပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာနော်ကျွန်တော်ဒါလေးကို เนาะဒါကြောင့်စပြီးတော့ဒီ internal element bridge sign လောက်ဟုတ်ပြီเนาะเนาะโอเคနောက်ပြီးတော့ဒါလေး internal memory ကို sign လောက်ပါပဲအဲ့တော့အဲ့တော့ဘလို့ဖြစ်သွားမလဲဆိုတော့ကျွန်တော်ကဒီ cloud ပေါ့เนาะဒီ first flow app လောက်တဲ့အချိန်ဟုတ်ပြီเนาะနော်ကျွန်တော်ဒီမှာ အဲ fast up ပေါ့နော် fast up လုပ်တဲ့အချိန်မှာကျွန်တော်ဒီမှာ internal memory တစ်ခုကိုနော်ကျွန်တော်ဒီမှာထည့်သွားဟုတ်ပြီနော်ဆိုတော့ဒီ internal memory ကိုကျွန်တော်ကဘာပြန်လုပ်လဲဆိုလို့ရှိရင်ဟုတ်ဒီမှာပြန်ပြီးတော့ကျွန်တော်တို့ထည့်ပေးဟုတ်ပြီနော်ခေအဲ့တော့နောက်ကျွန်တော်ပါလဲဆိုတော့ကျွန်တော်ဒီပေါ့နော် ီထဲမှာရှိတဲ့ကျွန်တော်တို့ဒီ key ကနေပြီးတော့ခေါ်ရင်လဲဟောတော့ဒီ first ကိုဟောတော့ဒီ first bit internal memory bit ဟောလို့ကျွန်တော်ဒီ key ရဲ့ input ကိုလည်းကျွန်တော်ဆက်ပြီးတော့ assign လုပ်ပါဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ကနော်ဒီ key ရဲ့နော်ဒီ bit ကိုကျွန်တော်ခေါ်လိုက်ဟုတ်ပြီနော် ေးဆိုတော့ကျွန်တော်ဒီမှာပေါ့နော်အဲ့တော့ကျွန်တော်ကဒါကိုကြားတော့ဘယ်လိုနာမည်ပေးသားမလဲဆိုရင်နော်အဲကျွန်တော်ဒီမှာဘက်တာကရှိတယ်ပုံပေါ့နော်ဒီအထဲထဲမှာရှိတဲ့ဟာနော်ဒီဆိုတော့ဒါကနော်ကျွန်တော်တို့အားလေးလို့ပြောရင်ဒါကနော် တ်ဆက်ဟုတ်ပြီနော်အဲ့တော့ pass မှာကျွန်တော်က app ပဲရှိတယ်နော်အဲ့ဒီမှာကျောင်း pass အဲ့တော့သူကဒီဘဲချိန်မှာပေါ့နော်သူကအလုပ်ပြီးမြောက်သွားမလဲဆိုလို့ရှိရင်နော်ကျွန်တော်ဒီမှာဒီနေရာရောက်တဲ့ခါအလုပ်ပြီးမြောက်အဒီပြီးလုံးလေးဒင်းတဲ့ခါအလုပ်ပြီးမြောက်ဟုတ်ပြီနော်ဆိုတော့ဒါကိုကျွန်တော်ဒီမှာ normally close တော့ပြီးတော့ကျွန်တော်ရေးပြမယ် you know. ဟုတ်တယ်ဒီမှာ normally close အဲ့တော့ဘာအောင်ပြန် problem ဆိုတော့ကျွန်တော်တို့ကเนาะဒီမှာဒီ indicator လေးဟုတ်ပြီเนาะကြောက်မယ်ဆိုတော့ဒါလေးပေါ့เนาะဒီ indicator လေးဟုတ်ပြီเนาะဒီမှာ first နော် one ဆိုတဲ့ indicator လေးပေါ့เนาะ okay ဆိုတော့ဒီဟာကကျွန်တော်တို့ ဒီ key လေးပေါ့နော်ဒီ key လေးနဲ့ကျွန်တော်ဒီမှာ shift ရလိုက်တော့ပြီးတော့အဲ့တော့ဘာတွေ့ကြီးလိုက်တာလဲဆိုကျွန်တော်တို့ကဒီမှာရှိတဲ့ app ကြီးရယ်ဒီမှာရှိတဲ့ one key ရယ်ဒီနှစ်ခုလုံးဟုတ်ပြီနော်ဒီနှစ်ခုလုံးအတွက်ကိုကျွန်တော်ကတော့ memory page တစ်ခုအဲကျွန်တော်ဒီမှာဖန်တီးပေးလိုက်ဟုတ်ပြီနော်အဲ့တော့ memory page တစ်ခုဖန်တီးပေးလိုက်ဆိုတော့ဒါကဒီဒီဘဲလားဆိုတော့ဟုတ်ဘူးနော်ကျွန်တော်ကနောက်ထပ်ဘာတွေထပ်ပြီးတော့နော် အဲဒီထဲမှာကျွန်တော်တို့ဖြတ်ဖို့လိုလဲဆိုလို့ရှိရင်เนาะကျွန်တော်ဒီ first ရဲ့ first ရဲ့ဒီ output ပေါ့เนาะ first ရဲ့ output ကเนาะကျွန်တော်ဒီဟာလေးဟောပြီเนาะကျွန်တော်ဒီမှာ first ရဲ့ output လေးဆိုတော့အဲ့ဒီ output ကိုကျွန်တော်တို့ကထပ်ပြီးတော့အဲကျွန်တော်ဒီမှာ latch တော့ဖို့လို့ပေါ့ဟောပြီเนาะ okay အဲ့တော့ကျွန်တော်ဒီမှာဒီ set မှာအဲကျွန်တော်တို့ကဒီမှာ output output latch ပေါ့เนาะ ဟုတ်နော်โอเคအဲ့တော့ဒီအစ်စ်မှာအဲ့တော့ကျွန်တော်ကဒီမှာဘာထည့်ဖို့လိုလဲဆိုရှိရင်နော်ကျွန်တော်ဒီမှာ first ခေါ်လိုက်တဲ့အချိန်ဟုတ်ပြီနော်ဒီမှာ first နော်အဲ့ဒီ first ခေါ်လိုက်တဲ့အချိန်မှာကျွန်တော်ထွက်လာမယ်အောက်ဖို့ပေါ့နော်ဒီ first ခေါ်ရောင်းထွက်လာမယ်ဒီနေရာမှာရှိတယ်နော်ဒီအောက်ဖို့လေဟုတ်ပြီနော်ဆိုတော့ဒါလေးကိုကျွန်တော်ဒီမှာထည့်ပါโอเคဟုတ်ပြီနော် အဲ့တော့နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်ဒီမှာ pass ရဲ့ဒီ output ဒီနေရာလေးဟုတ်ပြီเนาะကျွန်တော် output တွေကျွန်တော်ပြန်ပြီးတော့ latch ပြန်ကပ်ရမယ်တပုံပေါ့เนาะဒါလေးတွေအဲကျွန်တော်လုပ်လိုက်ဟုတ်ပြီเนาะ okay ဒါဆိုရင်ရောဒါကျွန်တော်ရဲ့ဒီ pass up ကเนาะအဲအောင်မြင်စွာနဲ့ပြီးဆုံးသွားတယ်ဟုတ်ပြီเนาะအဲ့တော့ not the interlock ပြီးထပ်လုပ်ဖို့တော့ကြံသေးတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော် pass up ကိုเนาะ closure မှာပဲအဲပြီးဆုံးသွားတယ်ပေါ့เนาะ okay ဒါဆိုကျွန်တော်တို့ဒီ second run ကိုထပ်ပြီးတော့ အဲသွားကြည့်ပြောင်းပြီးတော့အဲ့တော့ second rep ကိုတော့ကျွန်တော်ကเนาะဒီ video ကတော့ရှင်းသွားပြီဖြစ်တဲ့အတွက်ကျွန်တော် now video ခုမှဆက်ပြီးတော့ second rep ကိုကျွန်တော်ဆက်ပြီးတော့ပြပါမယ်အဲဒီနေ့ video ကတော့ဒီတော့ပါပဲအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ